အားလုံးမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ကိုခန့်ပါခင်ဗျဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ် ပထမဆုံးဆွေးနွေးခြင်းတဲ့တင်ကတော့ The Sun အနေဖော်ပြထားတဲ့ Marcus Rashford နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ United အသင်းရဲ့အသက်28နှစ်အရွယ် England တောင်ပိုင်းတိုက်စစ်ကစားသမား Marcus Rashford ကတကောက်ကျော်တန်ရပြီးသွားတဲ့နောက်မှာယာတီကုန်အထိအနားယူရဖို့ရှိနေပါတယ်။ဒီတော့ကြောင့် Aston Villa အသင်းကနေ United အသင်းကိုစောလျင်စောစွာပြန်လာနိုင်တယ်လို့ဖော်ပြထားတာပါ။ယာတီကုန်ကလည်း၄ဘွယ်ပဲလူတဲ့အတွက်ကြောင့်ဒီသတင်းက ဖြစ်သွားနိုင်တယ်။ဒါပေမဲ့ United ကို Rashford ပြန်လာရေးမလာရေးထက်ပိုအရေးကြီးတာက Aston Villa အပြတ်ဝဲမဝဲဆိုတဲ့အပိုင်းကအရေးကြီးသွားပါတယ်။ကျွန်တော်ဒီပိုင်းကိုပဲအဓိကထားပြီးဆွေးနွေးရပါလိမ့်မယ်။ရှေ့ပြေးသတင်းတွေအရ United တင်းက Marcus Rashford ကိုဝယ်မယ်လို့သတင်းထွက်လာတာ။ဒါပေမဲ့လည်း Rashford ကိုပေးချေရမယ့်လောက်ခပမာဏကဘယ်သူမှ တိတိပပမသိဘူး။တပတ်ကို3သိန်းခွဲလောက်ပေးနေရတဲ့ကစားသမားတယောက်ကို Aston Villa ပေးချေနိုင်သွားမရှိဘူး။အဲ့အတွက်ကြောင့် Rashford ကလောကပမာဏ short ယူမှလား။ Aston Villa ကဘယ်လိုပုံစံမျိုးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မလဲ။ Details တည်င်းတွေမထွက်လာဘူး။အဲ့လိုမျိုးပြောင်းမယ်မပြောင်းဘူးဖြစ်နေစေအခြေအနေမျိုးမှာဒဏ်ရာပြဿနာရရှိသွားမှုကတော့ Aston Villa အသင်းမှာ Marcus Rashford အနေနဲ့နောက်ဘောလုံးရသည်မရှိဖို့အတွက်များသွားတဲ့အခြေအနေတစ်ခုလို့တော့ကျွန်တော်ထင်တယ်။နောက်ထပ်ရေးကြည့်တာက Aston Villa အသင်းရဲ့လူစင်းစုဖွဲ့မှု အသက်ရွယ်တစ်ခုရောက်နေတဲ့ကစားသမားတွေများနေပြီကိုသမားအမ်လီယာနိုမာတီနက်စ်ကစပြီးတော့เนาะကျွန်တော်ရှေ့ကအိုလီဝါကင်းစ်တို့အသက်30ကျော်အရွယ်ရောက်လာဘောလုံးအသင်းတစ်သင်းကလူကောင်းတွေအများကြီးရှိပေမဲ့အဲ့ဒီကစားသမားတွေရဲ့အသက်ရွယ်အပိုင်းခြားအကောင်းဆုံး prime time မှာရှိနေသေးလားအသက်ရွယ်တစ်ခုရောက်နေပြီလားပြန်ပြီးတော့အသင်းတစ်သင်းကလေ့လာဆန်းစစ်ဖို့လိုတယ်ဒီချိန်မှာအက်စတရမလာအသင်းရဲ့ ကစားသမားအများစုသည်ဒဏ်ရာနေတဲ့သူတွေရှိတယ်။နော် Jacob Bronze တို့အသက်တော့ငယ်တယ်ဗျာ။ဒါပေမဲ့ဒဏ်ရာရနေတယ်။နောက် Eric Bey တို့ဒါပြင်ကျွန်တော်ကွင်းလယ်ရ McGinn တို့အကုန်လုံးလှည့်ထုတ်ရမယ့်ပုံစံမျိုးဖြစ်နေတဲ့အချိန်မှာ Marcus Rashford ကို Ricks ယူပြီးတော့ခေါ်မယ်လို့ကျွန်တော်လည်းမထင်တော့ဘူး။ Rashford ရဲ့အသက်အရွယ်က29နဲ့ဝင်သွားပြီဖြစ်တဲ့အတွက်တောင်ပံကစားသမားတစ်ယောက်အနေနဲ့နောက်ဆုံးချိန်နောက်ဆုံးထပ်တော့မှုပဲ။ဒီထက်ပိုပြီးတော့အသက်ကြီးသွားမယ်ဆိုရင်သူ့ကိုအထောင်တိုက်စစ်တနေရာမှာ blind side ဆော့ခိုင်းဆော့ခိုင်းနော်ရှေ့မှာတဲ့ပြီးတော့ဆော့ရယ်ဆော့ဒါပဲရှိတော့တယ်ဒီလိုအခြေအနေမျိုးမှာတော့ အက်စတိုမလာဒီငယ်ရွယ်ပြိုမြင့်နှုနယ်တဲ့ကစားသမားတွေကိုပြန်ပြီးစိတ်ဝင်စားလာနိုင်တယ်လို့တော့သုံးသပ်မိတယ်။ဒါတချို့ဆက်ဆက်သတင်းတွေထဲမှာဆိုရင်ဒါအက်စတိုမလာဒီသူ့ရဲ့ဂိုးသမားနေရာကိုပြောင်းဖို့အတွက်ပါစဉ်းစားထားတယ်ဆိုတဲ့သတင်းမျိုးတွေထွက်နေတယ်ပေါ့နော်။ဒါကြောင့်လဲဆိုတော့အသင်းမှာလက်ရှိလက်စွမ်းပြနေတဲ့ဂိုးသမားအမ်လီယာနိုမာတီနက်ရှိတဲ့ဆိုတော်ညာလည်းအာစနယ်တို့ယူနိုက်တက်တို့ကစိတ်ဝင်စားနေတဲ့ဂျူဝမ်ဂါစီယာကိုဒါပြန်လည်စိတ်ဝင်စားနေတဲ့ သတင်းမျိုးတွေကျွန်တော်ထွက်ထားတယ်ဂျွမ်ကာစီကိုပေးရမယ့်ပေါင်20တန်းကိုပေးချေဖို့လဲစိတ်ဝင်စားနေရဲ့ဘာညာပေါ့လေအဲ့တော့ကြောင့် Rashford နဲ့ Aston Villa တို့ရဲ့အပြောင်းအရွှေ့ကတော့ဖြစ်နိုင်ချေနေပါသွားပြီလို့သုံးသပ်မိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းဒါ United နဲ့ပတ်သက်တဲ့သတင်းပဲပေါ့နော် Mera ကနေဖော်ပြထားတာပါ Rashford က United ကိုပြန်ရောက်လာပြီး United တင်းကနေထွက်ခွာပြစ်မယ်ဆိုရင် Barcelona ကိုသူပြောင်းရွှေ့ခြင်းနေတယ်ဒီလိုပြောင်းရွှေ့ဖို့အတွက်လည်းအဓိကပြဿနာဖြစ်လာနိုင်တဲ့သူ့ရဲ့လောက်ခပမာဏကိုရှော့ယူပြီးပြောင်းရွှေ့ဖို့စံနှားရှိနေတယ်လို့သိရပါတယ် Barcelona ကတော့ သူတို့အပြောင်းရွှေ့ policy တွေပြစ်မှတ်တွေကိုတိတိပပခံမှန်းဖို့ဆိုတာအနေငယ်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့တခြားသင်ရဲ့လူငယ်ကစားသမားကောင်းတွေကိုရှောက်ခေါ်နေကြရမလို့ဘူးဗျာ။သူတို့ရဲ့လာမာစီယာစီမံကိန်းကထွက်တဲ့လူငယ်တွေဒီဘလောက်ထိကောင်းတယ်လဲ။ဒီနေ့ရာသီမှာပို့ပြီးကျွန်တော်တို့မြင်တွေ့ခွင့်ရတယ်။အဲ့တော့သူတို့က image player တွေကိုပြန်ခေါ်တယ်လူဝနိုစကီကိုခေါ်တယ်ဆိုတာဗျာသူတို့မသိလို့မဟုတ်ဘူးအသက်အရွယ်တစ်ခုရောက်နေပြီကြာနေပြီဆိုတာသိတယ်တွေ့မဲ့ image အရာခေါ်လိုက်တာသူတို့အတင်းမှာနာမည်ကြီးကစားသမားတစ်ယောက်တော့လိုတယ်ဆိုတော့အယူဆနဲ့ပတ်စံနေအများကြီးပေးပြီးခေါ်တာပေါ့နော်ဒီချိန်မှာ Marcus Rashford ရဲ့ image ကို Barcelona အတုံးချတဲ့ပုံစံမျိုးကဖြစ်ကောင်းဖြစ်နိုင်ဒါပေမဲ့အဓိကပြဿနာ Aston Villa လိုမျိုးပဲသူ့ကိုပေးရမယ်လောက်ကပမာဏ Frankie De Jong တော့တပတ်ကိုပေါင်9သိန်းကျော်လောက်ပေးနေရတဲ့ Barcelona အနေနဲ့နောက်ထပ်3သိန်းကျော်တန်းကစားသမားတစ်ယောက်ကိုဆက်လက်လောက်ကပမာဏပေးစီဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ကြောင့် မာကတ်စ်ရက်ရှ်ဖို့ဒီလောက်ကပမာဏကို short ယူမှသာလင်အစဉ်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါကဘာသူနမမဟုတ်ဘူးဘယ် club တင်းကိုပြောင်းပြောင်းသူရဲ့လောက်ကပမာဏကို short ယူမှအောင်ရပါလိမ့်မယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါ Liverpool နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ် Daily Mail ကဖော်ပြထားတာပါ Liverpool တင်းဟာဘုံမောက်ခံစစ်အတွဲဖြစ်တဲ့ Dean Huston နဲ့ Milos Karkas တို့ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ Frankfurt အသင်းရဲ့တိုက်စစ်မှု Hugo Ikitiki ကိုလည်းခေါ်ယူခြင်းနေပါတယ်အဲဒီငယ်ရွယ်ပြုံးပြတဲ့ကစားသမားစုဖွဲ့မှုကိုပြန်လည်တည်ဆောက်ပြီးတော့နောက်နှစ်ဘောလုံးရသည်မှာလဲဒါ Premier League ဖလားကိုသူတို့ကာကွယ်ဖို့အတွက်စိတ်အားထက်သန်နေတယ်လို့သိရပါတယ်ခင်ဗျာ Liverpool ရဲ့အဓိကပြောင်းလဲရမယ့်နေရာတွေကမင်းများစားမရှိဘူးသူတို့က systematically ဖြစ်တယ်ပြုံပြီးတော့ဗျာဟိုနေရာဒီနေရာရှောက်ခေါ်စရာမလိုသူတို့မှာရည်ရွယ်ချက်ပြက်ပြက်သားသားအများကြီးမြင်ရတယ်ထားပါတော့ဗျာကျွန်တော် CB တနေရာမှာ Vaji ဆိုရင်ကျွန်တော်စာအုပ်တက်တန်းတိုးမယ်လို့မထင်ခဲ့ဘူးဒါပေမဲ့နှစ်နှစ်ကိုတိုးပေးလိုက် ်မိုဆာလာဆိုရင်လည်းထိုနီတူပဲအဲဒီကစားသမားနှစ်ယောက်တည်ကြတာကစီနီယာကစားသမားအဖြစ်နောက်ဘောလုံးရသည်တရာသည်နေရာသည်ဆက်ရှိနေအောင်မဲ့အဲ့လိုတရာသည်နေရာသည်အတွင်းမှာသူက တသားသမအနှဲငယ်ကိုဖြည်းဖြည်းဖြည်းချင်းစီခေါ်သွားဖို့အခြေအနေအများကြီးရှိပြီ။အကီဒီကီကတော့အခုမှသတင်းထွက်လာတဲ့အတွက်ကျွန်တော်ကတော့တိတ်ပြီးမထင်ဘူး။တော်တော်ကာကတ်စ်နဲ့ယူဆန်ကတော့ဖြစ်နိုင်။ဒီနေရာမှာတခုပြဿနာရှိတာကဒင်းယူဆန်။ယူဆန်ကိုလိုချင်နေတဲ့ကလပ်တွေကများပြားနေတဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့ဒင်းယူဆန်ကိုခေါ်မယ်ဆိုရင်တခြားကလပ်တွေနဲ့အပြိုင်ဈေးပေးရဖို့ရှိတယ်၊လောက်ခပမာဏတိုးပေးရဖို့ရှိတယ်။အဲ့အတွက်ကြောင့်ယူဆန်နဲ့ဆိုင်ကျွန်တော်ကတော့မီလော့ကာကတ်စ်ကိုပို့ပြီးဖြစ်နိုင်ခြေရှိတယ်လို့ယူဆမိတယ်။အဲ့တော့ဒေးလီမေးရဲ့ဖော်ပြချက်ကမနေ့ကကျွန်တော်တင်ဆက်ခဲ့တဲ့လီဗာပူးသတင်းတ ပုံနဲ့သွားပြီးတော့ကိုက်နေတယ်ဗျ။လီဗာပူးက CB ကစားသမားတွေနဲ့ left back ကစားသမားတရရောက်ကိုပေါ့နော်သူခေါ်မယ်ဆိုတဲ့တဲ့င်းမျိုးတက်လာတာ။အခုချိန်မှာကာကတ်စ်နဲ့ဒင်းနျူဆန်တဲ့င်းထွက်လာတာကိုကြည်ချင်းအားဖြင့်လီဗာပူးဒီဒီဘုံမောက်ကစားသမားနှစ်ယောက်တကယ်များစိတ်ဝင်စားနေသလားပေါ့နော်။အဲ့တော့ကာကတ်စ်ကဘာကြောင့်ဖြစ်နိုင်ချေရှိသလဲ။အဓိကတော့ သူ့ရဲ့တနိုင်ငံနဲ့သားတငယ်ချင်း Dominic Szoboszlai ရှိနေလို့ပါအဲ့တော့ဒီ Hungarian အစုဖွဲ့တွေက Premier League မှာတိတ်ပြီးမရှိဘူးဗျာ Hungary ဘောလုံးလောကမှာဆိုရင်တကယ်ကောင်းတဲ့ကစားသမားဆိုတာဒါလက်ချိုးရလို့ရတယ်အရင်တော့သူပူတော်ဆိုးသေးတယ်ဒီချိန်မှာသူ့ဘော်ဒါအရင်းဖြစ်တဲ့ Dominic Szoboszlai နဲ့အတူတူတွဲကစားခြင်းနဲ့ စိတ်ဆန္ဒကတော့ Milos Skarkas မှာရှိမှာအသေးကြပဲအဲ့တော့ကစားသမားကတော့တကယ်ကမ်းလန်းရင် Liverpool တင်းကိုပြောင်းရွှေ့နိုင်တယ် Liverpool ကလိုအပ်သလားဆိုတဲ့အပိုင်းပြန်စင်းစားရင်လည်းလုံးဝလိုအပ်တယ် left back တနေရာမှာ simikes ကို arnastor လည်းသဘောမကျဘူး yarn club လည်းသဘောမကျဘူးဒီတိုင်းမရှိတော့သုံးပြီးတော့ဟိုအရင်ကစားသမားတယောက်ဖြစ်နေပဲထားထားတာ andrew robertson ကသဘောကျကြတာပါသူ့ပေမဲ့ andrew robertson ရဲ့အသက်အရွယ်ကအဲ့လောက်ထိအဆင်မပြေတော့ဘူးဒီချိန်မှာ robertson ha city တောက်ရောက်ကစားစဉ်အချိန်တုန်းကပုံစံနဲ့တော်တော်လေးတူတဲ့ milok gargas တီ liverpool ရဲ့ left back လိုအပ်ချက်ကို100%ဖြည့်ဆည်းပေးနိုင်မယ်လို့တော့ကျွန်တော်ယူဆပါတယ်အသက်ကလည်းငယ်ပါသေးတယ်ခင်ဗျအဲ့တော့ကြောင့် Carcass ကို Liverpool တင်စူးစမ်းမှုပြုလုပ်တင်တယ်လို့သုံးသပ်မိပါတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Theo Walcott ရဲ့ Austin PSG တင်းကိုရှုံးနေခဲ့တဲ့ပွဲပြီးမှာပြောတဲ့မှတ်ချက်စကားလေးတစ်ခုကိုကျွန်တော်တို့ပြန်ပြီးတော့ဆွေးနွေးကြည့်ကြပါတယ် Theo Walcott က Austin မှာအခွင့်အရေးရှိနေပါသေးတယ်သူတို့ကဒုတိယအကြော့မှာအနည်းဆုံး2ဂိုးလောက်သွင်းနိုင်ရင်တည်ဖြစ်ဖို့ယာကိုင်တို့ပုံများတယ်ဒါပေမဲ့ ာဆင်နယ်တင်းကအခုချိန်မှာ PSG ရဲ့တလုံးတည်းသောဂိုးကြောင့်စိတ်ပြတ်နေမှာတော့သိကြပါတယ်လို့ပြောသွားခဲ့တာပါ။အဝေါ်ကပြောသလိုမျိုးနှစ်ဂိုးလောက်တွင်အသေးဖြစ်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးမဟုတ်ဘူးဖြစ်နိုင်တယ်။ဘောလုံးလောကမှာတနည်းအားဖြင့်ဒီလို Champion League တို့နော် Premier League တို့ထိပ်တန်းအဆင့်မြင့် League တွေမှာဘယ်သူဘယ်ပုံမဆိုဖြစ်သွားနိုင်တယ်။ဒါပေမဲ့ကစားခဲ့တဲ့အခြေအနေတစ်ဖက်အသင်းရဲ့ကစားနိုင်စွမ်းစုဖွဲ့မှုနော်လူအင်အား ဒါတွေကိုပြန်လဲဝေဖန်ခွဲခြားလိုက်မယ်ဆိုရင် PSG တင်းဒီအဝေးကွင်းမှာတော့ Arsenal တင်းကိုအကောင်းဆုံးကစားနိုင်ခဲ့တာအိမ်ကွင်းရောက်တဲ့အခါကျရင်ပို့ပြီးတော့မလွယ်ပါဘူးသို့တော့ Arsenal ကစားသမားတွေရဲ့စိတ်ဓာတ်ကိုတော့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော် Real Madrid အတင်းတို့ကတော့အကောင်းအနိုင်ကိုကြော်ပြခဲ့တာ PSG ရဲ့အိမ်ကွင်းရောက်တဲ့အခါကျရင်လည်းငါတို့တခုလုံးပြနိုင်မလားဆိုတော့တွေးခေါ်ယူဆချက်မျိုးနဲ့ဆိုရင်တော့ဘောလုံးမှာဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်မျှော်လင့်ချက်ကတော့ရှိနေပါတယ်သို့တော့ကျွန်တော်ရဲ့ review ထဲမှာပါသလိုမျိုးပဲလက်တွေ့ကြကြစဉ်းစားမယ်ဆိုရင်အဝေးကွင်းမှာ PSG ကအနိုင်ရခဲ့တယ်တနည်းအားဖြင့် Arsenal င်သင်အခွင့်အရေးအရှိဝါမဲ့အိမ်ခွေးမှာ တည်မရခဲ့တဲ့ပြင်ရှုံးမှာရှုံးနေခဲ့တယ်ဒီအတွက်ကြောင့် Paris မြေရောက်ရင် RP Jam ရဲ့ပြင်သစ်ပြိတ်သက်တည်းရဲ့ရှေ့မောက်မှာ အောက်ကနေလိုက်ကစားရမယ်နောက်ကနေလိုက်ကစားရမယ် Real Madrid နဲ့အချင်းအချင်းမတူတော့ပါဘူး Real Madrid ကိုအာရ၄ဂိုးပြနိုင်ခဲ့တာဗောနော်ပထမကြောင့်မှဒုတိယကြောင့်မှာသူတို့အနေနဲ့၃ဂိုးလောက်ရှုံးရင်တော့ပြဿနာမရှိဘူးနောက်ဆုံးကဲ၄ဂိုးနဲ့ရှုံးရင်တော့မှဒါပနတီတွေအချိန်မှုတွေကန်ရမယ်အချိန်တွေမျိုးပါအခု PSG မြေမှာ Arsenal နေနဲ့အနည်းဆုံးတကူးသွင်းရလိမ့်မယ်ဝမ်းစီကိုထိန်းကန်သွားမှသာလျှင်သူတို့နာကျင်အချိန်မှုတွေပါတယ်ရောက်ပါလိမ့်မယ်ဒါပေမဲ့လည်းမလွယ်တော့ဘူးဗောနော် PSG SG တင်းမှာတဦးချင်းတယောက်ချင်းကောင်းတဲ့ကစားသမားတွေရဲ့ဂျားတွေက relationship တွေကလည်းလန်ထွက်နေတဲ့အတွက်ကြောင့်ဒါ့ဝါကော့ပြောတဲ့ဇကားကဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့လက်တွေ့ကျကျစဉ်းစားမယ်ဆိုရင်တော့ဖြစ်နိုင်ချေနေပါပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားကျင်ပါရခင်ဗျာ